နှစ်ချောက်ကိုငါရှင်းနှစ်နှစ်ချောက်ကိုငါတော့ထောင်ပေါင်းပဲဗျနှစ်ကိုနှလုံးပေါင်းကျော်တော့တက်လို့ရတယ်ဗျနှစ်ကိုနှလုံးပေါင်းတက်တက်ရဲ့နှက်ခက်ဒီရှစ်အဲ့ဒီရှစ်ဒီကျော်ထိတ်လို့ရတယ်ဗျရှစ်ထိတ်ရှင်းနှစ်ထွက်သွားတဲ့အတွက် ရှစ်ထိပ်ထိပါတယ်ဒီဘက်မှာကျွန်တော်တို့6 5 6သုံးလုံးပေါင်းကျွန်တော်တို့တုံရလို့ရတယ်ဗျ6 5 6သုံးလုံးပေါင်းတုံရအဲ့ဒီတုံရတယ်ကျွန်တော်ပဋိပ္ပတ်တုံရပဋိပ္ပတ်7နှစ်ထွက်သွားတဲ့အတွက်တုံရပဋိပ္ပတ်ထိပါတယ်ဗျ7နှစ်တုံရပဋိပ္ပတ် ရှင်းနှစ်ရှစ်သုံးကျွန်တော်ထောင်ပေါင်းမယ်ဗျရှစ်ရှစ်နှလုံးပေါင်းကျွန်တော်ချော့လို့ရတယ်ဗျရှစ်ရှစ်နှလုံးပေါင်းချော့ချော့ရဲ့နှက်ခတ်ဒီ9အဲ့ဒီ9ဒီကျွန်တော်ထိတ်လို့လာတယ်ဗျ9ထိတ်9လေးထွက်သွားတဲ့အတွက်9ထိတ်ထိသွားတယ်ဗျ 6ထိပ်ဒီဘက်မှာကျွန်တော်8312 3လုံးပေါင်းကျွန်တော်3လို့ရတယ်ဗျ8312 3လုံးပေါင်း3အဲ့ဒီ3တွေကျတော့ပဋိပ္ပယ3ပဋိပ္ပယ်6လေးထွက်သွားတဲ့အတွက်3ပဋိပ္ပယ်ထိသွားတယ်ဗျ3ပဋိပ္ပယ်6လေး6နှစ် 6ကျွန်တော်နှလုံးပေါင်းကျွန်တော်9လို့ရတယ်ဗျ6နှလုံးပေါင်း9ရဲ့နှစ်ခတ်ဒီ3အဲ့ဒီ3နေကျွန်တော်ထိတ်ဗျ3ထိတ်3ခတ်ပြောက်ကျွန်တော်ထပ်ပေးခဲ့မယ်ဆိုကျွန်တော်3ထိတ်ဗျဒီဘက်မှာကျွန်တော်6 2 4 3လုံးပေါင်းကျွန်တော်2လို့ရတယ်ဗျ6 2 4 3လုံးပေါင်း2 အဲ့ဒီနှစ်တွေကျတော့ပဋိပဲနှစ်ပဋိသုံးရှိနေတဲ့အတွက်ကျတော့နှစ်ပဋိဖြစ်အောင်ကျတော့ကိုးထည့်ရပါဗျာကိုးနောက်ပေးပြီနှစ်ပဋိဖြစ်အောင် သုံးထည့်ရနေတဲ့အတွက်နှစ်ပဋိဖြစ်အောင်ကျတော့ကိုးထည့်ရပါဗျာကိုးနောက်ပေးသုံးကိုးလို့ရထားတယ်ဗျာမိန်ထွေးဘွက်ကျတော့သုံးကိုးနဲ့အရန်ထွေးဘွက်ဗျာ5 6 5 4 6 8 4 မိတ်ဆွေတို့အနေနဲ့အကြိုက်တူမှသာယူထိုးပါဗျာဝါသနာအရအတွက်လို့ရတာလေးတင်ပြပေးရခြင်းဖြစ်ပါတယ်ဗျာအားလုံးကံကောင်းကြပါစေဗျာ